ရှိတော့အရှာအကစားပြိုင်ပွဲရစီဂိမ်းဆရာတော့ဒီဒေတာအတွင်းမှာအရန်ပေါ်ပူလာဖြစ်တဲ့ပြိုင်ပွဲပေါ့နော်အဲ့တော့ तू ကနှစ်နှစ်တစ်ချိန်ကျင်းပတဲ့ပြိုင်ပွဲမှာအာဆီယံနိုင်ငံတွေအားလုံးကလည်းဒီအရှိတော့အရှာရဲ့အထင်ရှားဆုံးပြိုင်ပွဲမှာအောင်မြင်မှုရရေးအတွက်ပြင်ဆင်ကြတာပေါ့အဲ့တော့ကျွန်တော်မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်အနေနဲ့လည်းဒီနှစ်မှာကျွန်တော်တို့ရဲ့မြန်မာလက်ရွေးစင်အမျိုးသားအမျိုးသမီးဘောလုံးနောက်တစ်ခါဖူဆယ်မြန်မာလက်ရွေးစင်အမျိုးသားအမျိုးသမီးစုစုပေါင်းအသင်း၄သင်းတွားရောက်ရှင်ပြိုင်ပါမယ် ရော့ဒီမှာ MS Mail Remover နန်းစိုးများကိုဖယ်ရှားဖို့ MN ကိုသာဆောင်းထားစို့အဲကျွန်တော်နာမည်ကကိုထွန်းထွန်းအောင်ပါမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ရဲ့အထွေထွေအတွင်းမှုပါခင်ဗျအဲကျွန်တော်တို့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်အနေနဲ့ဒီအမျိုးသားအကစားဖြစ်တဲ့ဘောလုံးအကစားတိုးတက်ရေးအတွက် ကျွန်တော်တို့စဉ်းစားမပြတ်ကျူပန်းဆောင်ရွက်ပါတယ်ကျူပန်းဆောင်ရွက်တဲ့ဆိုတဲ့နေရာမှာလဲကဏ္ဍအသီးသီးရနေပြီးတော့ဘောလုံးအကစားဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရပါတယ်အဲ့တော့ဆောင်ရွက်နေဆိုတဲ့နေရာမှာကျွန်တော်တို့ကဒီဘောလုံးသမားတွေကြီးပဲရှိလို့လည်းမရဘူးဘောလုံးတံမိုးအတွက်အခြေခံအစားအဦးတွေလိုအပ်တယ်နောက်တစ်ခါနီးပြတွေလိုအပ်တယ်ဒီဘောလုံးသမားတွေကိုသင်ကြားပေးနိုင်မယ့်နီးပြတွေလိုအပ်တယ်အဲ့တော့နီးပြတွေနဲ့ဘောလုံးသမားတွေရှိရင်တောင်မှတကယ်ကို competitive ဖြစ်တဲ့ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပြိုင်ပွဲတွေလိုအပ်တယ်ဒီလိုပြိုင်ပွဲတွေများများကျင်းပတဲ့အခါကျတော့မှကျွန်တော်တို့ကဘောလုံးသမားတွေရဲ့ အရင်ချင်းပေါ်ထွက်လာမှာပေါ့နော်ပေါ်ထွက်လာတဲ့ခါမှာဒီထူးကျွန်းတဲ့လူငယ်ဘောလုံးသမားလေးတွေသက်ဆိုင်ရာအဆင့်တစ်ခုကိုရောက်လာတဲ့ခါကျရင်မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ရဲ့ဘောလုံးအကယ်ဒမီတွေရှိတယ်ဒီအကယ်ဒမီတွေရွေးချယ်ခံရတဲ့ဆိုရင်တို့လည်းအဲအကယ်ဒမီကိုတက်ရောက်ခွင့်ရပြီးတော့အခမဲ့ပညာသင်ကြားရေးစနစ်အခမဲ့ဘောလုံးသင်ကြားပေးတဲ့စနစ်နောက်တစ်ခါလာစာထောက်ပံ့ပေးတယ်အဲ့လိုမျိုးကျွန်တော်တို့အနေနဲ့အကယ်ဒမီပုံစံအဲလောက်ထားရရှိပါတယ်ဒါက channel တစ်ခုပေါ့နော်နောက်တစ်ခုကတော့ဒီလူငယ်ပြိုင်ပွဲတွေကနေထူးချွန်ထင်ရှားတဲ့ကစားသမား parameter လေးတွေကို တိုက်ရိုက်မြမလည်းရွေးစဉ်အသင်းငွေတက်တန်းလိုက်အသင်းတွေကိုဟိုရွေးချယ်ခံရတာတွေလည်းရှိပါတယ်ဒါတွေကကျွန်တော်မြမလည်းရွေးစဉ်အဲစုဖွဲ့မှုနဲ့ရွေးချယ်မှုအပိုင်းဖြစ်ပါတယ်ဒီလိုတွက်လဲကျွန်တော်တို့ကလက်ရှိကျင်းပနေတဲ့အခြေခံမြန်မာအကြောင်းပေါင်းဆုံးပြိုင်ပွဲတွေအခုကအာဝဇာနဲ့လူငယ်ကြီးကဝန်ကြီးဌာနနဲ့ UCB ကျင်းပနေတဲ့ပြည်내တိုင်းပြိုင်ပွဲတွေပြည်ပိုင်းဝန်ကြီးဌာနအောက်ကကျင်းပနေတဲ့ပြိုင်ပွဲအသီးသီးမှာကျွန်တော်တို့ကရွေးချယ်ရေးအဖွဲ့ဆီလွတ်ပါတယ်အဲ့တော့ပြည်ရင်းပြည်ပနီးပြတွေပေါင်းဆက်ပါဝင်တဲ့ကျွန်တော်တို့ရွေးချယ်ရေးအဖွဲ့တွေကထူးခြားတဲ့ကလေးလိုက်လံရွေးချယ်ပါတယ် ဒါပြီးရင်ကျွန်တော်မြန်မာလူရေးစင်အသင်းတွေဖွဲ့တာပေါ့နော်နောက်တော့ရှင်ပြိုင်တဲ့ဘက်မှာတော့ကျွန်တော်မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကတော့ဒီနှစ်ထဲမှာအာရှအဆင့်ပြိုင်ပွဲပေါ့နော်အာရှဘောလုံးဖွဲ့ချုပ်ကမ္ဘာဘောလုံးဖွဲ့ချုပ်ပြိုင်ပွဲတွေစုစုပေါင်း10ပွဲ centralized competition ပေါ့အင်ရှင်ဖြစ်ခြေစစ်ပွဲတွေကိုလက်ခံကျင်းပခွင့်ရခဲ့ပါတယ်ဒီခြေစစ်ပွဲတွေကို10ပွဲတောင်တနေ့ထဲမှာကျင်းပခွင့်ရရဆိုတော့ကျွန်တော်တို့ဟိုတော်တော်လေးကိုကျွန်တော်တို့အမှတ်တရလည်းဖြစ်ပါတယ် remarkable အရင်ကလည်းကျွန်တော်တို့အဲ့လောက်ပွဲတွေအများကြီးလက်ခံကျင်းပခွင့်မရခဲ့ဘူး။ဘာကြောင့်လဲဆိုတော့ဒါတွေကကျွန်တော်တို့တခြားနိုင်ငံပေါင်း48နိုင်ငံနဲ့အတူပြိုင်ပြီးတော့အင်ရှင်ဖြစ်လျှောက်ထားရတာပေါ့နော်။ဒီထဲမှာကျွန်တော်တို့ရွေးချယ်ခွင့်ရွေးချယ်ခံရတဲ့အတွက်ကြောင့်မို့လို့အင်ရှင်ဖြစ်ကျင်းပခွင့်ရတာဖြစ်ပါတယ်။အဲ့တော့အဲ့လိုကျင်းပခွင့်ရတဲ့အလျောက်ကျွန်တော်တို့အသင်းတွေကလည်းကိုယ်နိုင်ငံမှာကိုယ့်ရေကိုယ့်မြေမှာတကယ်နိုင်ငံတကာအဆင့်ရှိတဲ့အာရှထိပ်တန်းအသင်းတွေလက်ခံကျင်းပခွင့်ရပါတယ်။အဲ့တော့မြန်မာနိုင်ငံကိုလည်း ဂျပန်အစတခါနိုင်ငံပေါင်းစုံအာရှတိုင်းလောအသင်းတွေကျွန်တော်တို့စီလာပြီးတော့သူတို့ကလာရောက်ရှင်ပြန်ရပါတယ်သူတို့အတွက်နေထိုင်စားသောက်လေ့ကျင့်ပြီးတော့ပြိုင်ပွဲတွေကျင်းပတာအားလုံးကိုကျွန်တော်တို့တာဝန်ယူဆောင်ရွက်ပေးတာဖြစ်ပါတယ်အဲ့တော့ဒီလိုခြေစစ်ပွဲတွေကျင်းပတဲ့အခါမှာအစင်နှမ်းမိစွာရှင်ပြိုင်နိုင်ရေးဘောလုံးအသင်းတွေရလက်ကောင်းတွေရရှိရေးအတွက်ကျွန်တော်တို့ဂျိုးပန်းဆောင်ရွက်ပါတယ်ကျွန်တော်တို့ခုနရှင်းလင်းပြောကြလို့ပဲဘောလုံးတိုးတက်ရေးအတွက်ကြတော့ကျွန်တော်တို့ဗတ်ပေါင်းစုံခန္ဓာပေါင်းစုံကအများကြီးကျွန်တော်တို့ဝိုင်းဝန်းပြီးတော့ပြင်ဆင်ရဖို့လည်းလိုပါတယ် အဲကျွန်တော်တို့အခုဆိုရင်ပြိုင်ပွဲတွေအများကြီးကျင်းပလာတယ်ဒါကျွန်တော်တို့အတွက်အကောင်းတဲ့လက္ခဏာပါအဲ့တော့ပြည်ညာရေးဝန်ကြီးဌာနကလည်းပြိုင်ပွဲတွေကျင်းပတယ်အာဝဇန်လူငယ်ရေးဝန်ကြီးဌာနလည်းပြိုင်ပွဲတွေကျင်းပတယ်အဲဒီဝန်ကြီးဌာနတွေရဲ့လမ်းညွှန်စီမံမှုနဲ့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကလည်းလူငယ်ပြိုင်ပွဲတွေကိုဆက်ပြီးတော့ပူးပေါင်းကျင်းပတယ်ကျင်းပပြီးတော့အထူးကြုံနဲ့ကလေးတွေကျွန်တော်အများကြီးရွေးတာပေါ့နော်ရွေးပြီးတော့အခုကျွန်တော်တို့ကစနစ်ကောင်းတစ်ခုပေါ်မှာရှောက်လန်းနေပါပြီအဲ့တော့ဒီလိုမျိုးကလေးတွေရွေးချယ်ပြီးတဲ့အခါမှာကလေးတွေကိုသင်ကြားပေးမယ်နီးပြတယ် အများကြီးလိုအပ်ပါတယ်အဲ့တော့နီးပြရည်လည်းကမ္ဘာအဆင့်မီနီးပြရည်ဖြစ်အောင်နီးပြတင်တဲ့နေ့ကျွန်တော်တို့ကစဉ်ဆက်မှတ်သက်ဖွင့်လှစ်ပါတယ်ဒီနှစ်တည်းဆိုရင်နီးပြတင်တဲ့အချိန်ပေါင်း40လောက်ကျွန်တော်တို့ဖွင့်လှစ်ပြီးပါပြီဒီအချိန်ပေါင်း40မှာလည်းနီးပြရည်အများကြီးကျွန်တော်တို့မွေးထုတ်ပေးနိုင်ပါတယ်အဲ့တော့ဒီနီးပြရည်ကနေကလေးတွေစနစ်တကျတင်ကြမှာကလေးတွေကလည်းစနစ်တကျဘောလုံးကစားနိုင်မှာပါနော်ဘောလုံးကစားနိုင်တဲ့အခါကျရင်ကျွန်တော်တို့ကပြိုင်ပွဲပြိုင်ဆိုင်မှုပြင်ထန်တဲ့ပြိုင်ပွဲတွေအများကြီးကျွန်တော်ရှင်ပြရမှာမယ်ဒီကမှတစ်ဆင့်မြန်မာလက်ရွေးစင်တိုင်းပြည်ကုံဆောင်နိုင်တဲ့ဘောလုံးသမားတွေကိုကျွန်တော်တို့မွေးထုတ်ပါမှာဖြစ်ပါတယ် ဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဒီနေ့ခန်းသားပါဆိုရင် Reality ကကျွန်တော်တို့ကို Hydration Partner အနေနဲ့ကျွန်တော်တို့ဟိုပူညီဆောင်ရွက်ပေးတယ်ဒါကလည်းမြမနိုင်ငံဘောလုံးဖွဲ့ချုပ်ကပြိုင်ပွဲတွေရောလက်ရွေးစင်အသင်းတွေအားလုံးရောသူတို့တက်စားပေါ့အားဖြင့်အများရန်အားလုံးအသုံးပြုနိုင်အောင် sponsor ပေးတာဖြစ်ပါတယ်ဒီအတွက်လည်းကျွန်တော်တို့ Reality ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ရှေ့လျှောက်လည်းကျွန်တော်တို့ကစနစ်ကောင်းတစ်ခုပေါ်မှာစတင်ပြီးရှောက်လန်းနေပြီဖြစ်တော့ကြောက်မလို့မြမလက်ရွေးစင်အသင်းတွေအောင်မြင်မှုလည်းကျွန်တော်တို့မျှော်လင့်မျှော်မှန်းထားသလို မကြခင်မှာအောင်မြင်မှုတွေရရှိနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျဟုတ်ကဲ့ရှေ့တော်အားရှားအကစားပြိုင်ပွဲက Sea Games ကတော့ဒီဒေတာအတွင်းမှာအရန်ပေါ်ပူလာဖြစ်တဲ့ပြိုင်ပွဲပေါ့နော်အဲ့တော့ तू ကနည်းနည်းတချို့ကျင်းပတဲ့ပြိုင်ပွဲမှာအာဆီယံနိုင်ငံတွေအားလုံးကလည်းဒီရှေ့တော်အားရှားရဲ့အထင်ရှားဆုံးပြိုင်ပွဲမှာအောင်မြင်မှုရရေးအတွက်ပြင်ဆင်ကြတာပေါ့အဲ့တော့ကျွန်တော်မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်အနေနဲ့လည်းဒီနှစ်မှာကျွန်တော်တို့ရဲ့မြန်မာလက်ရွေးစင်အမျိုးသားအမျိုးသမီးဘောလုံးနောက်တစ်ခါ ဖူဆယ်မြမလည်းရွေးစဉ်အမျိုးသားမျိုးသမီးစုစုပေါင်းအသင်း၄သင်းတွားရောက်ရှင်ပြိုင်ပါမယ်။အဲ့တော့တွားရောက်ရှင်ပြိုင်မယ်တဲ့နေရာမှာကျွန်တော်တို့ကပြည်တွင်းမှာတင်ပြင်ဆင်လေ့ကျင့်တာမဟုတ်ဘဲနဲ့နိုင်ငံတကာမှာအထိတွားရောက်ပြီးတော့ပြင်ဆင်လေ့ကျင့်ထားပါတယ်။အဲ့တော့အခုကျွန်တော်တို့မြမလည်းရွေးစဉ်မျိုးသား U22 အသင်းကဂျပန်နိုင်ငံမှာတွားရောက်လေ့ကျင့်ပါမယ်။ဒီဂျပန်နိုင်ငံမှာမလေးကျင့်မိမှာလဲကျွန်တော်နိုင်ငံကပြိုင်ပွဲတွေမြောက်များစွာကျွန်တော်တို့ပြင်ဆင်ခဲ့ပါတယ်တရုတ်နိုင်ငံမှာလဲသွားရောက်ပြင်ဆင်လေ့ကျင့်ခဲ့ပါတယ်ပြည်တွင်းမှာလဲနိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲတွေခြေစစ်ပွဲတွေကျွန်တော်တို့ရှင်းပြန်ကစားခဲ့ပါတယ် အခုလာမယ့်အောက်တိုဘာလထဲမှာမြန်မာလက်ရွေးစင်အမျိုးသားယူနက်ဆက်နှစ်ကောမြန်မာလက်ရွေးစင်အမျိုးသမီးအသင်းရောဂျပန်နိုင်ငံမှာကာလရှည်သွားပြီးတော့လေ့ကျင့်မယ်ခြေစမ်းပွဲတွေရှင်ပြန်ကစားမယ်ခင်ဗျဟုတ်အမျိုးသားဖူဆယ်နဲ့အမျိုးသမီးဖူဆယ်ကတော့ထိုင်းနိုင်ငံမှာကျွန်တော်စကန်သွင်းလေ့ကျင့်ပါမယ်ထိုင်းနိုင်ငံမှာစကန်သွင်းမလေ့ကျင့်မီမှာလဲကျွန်တော်မြန်မာနိုင်ငံမှာပဲဒီကျွန်တော်တို့အာရှအဆင့်ရှိတဲ့အသင်းတွေနဲ့ခြေစစ်ပွဲတွေခြေစမ်းပွဲတွေကျွန်တော်တို့စဉ်းစားမပြတ်ရှင်ပြန်ပြင်ဆင်ထားတာရှိပါတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့တော့ယုံကြည်တာတော့လာမယ့်စီးကိန်းမှာတော့အတိုင်းအတာတစ်ခု ျွန်တော်တို့အောင်မြင်မယ်လို့မျှော်လင့်ပါတယ်။နောက်တစ်ခုကကစားသမားတွေရဲ့ကြိုးပမ်းအားထုတ်မှုနဲ့စိတ်တပိုင်းဆိုင်ရာလည်းအခုချိန်မှာတော်တော်လေးကိုဟိုပြင်ဆင်ဆောင်ရွက်ထားတော့တို့လည်း confidence ရှိပါတယ်။တို့လည်းယုံကြည်အောင်ဒါပေမဲ့သို့တော်လည်းစီးကိန်းတိုင်ပွဲမှာဒီရတိုင်းကျွန်တော်တို့နဲ့အင်အားကောင်းတဲ့ဟိုထိုင်းတို့အင်ဒိုနီးရှားတို့ဗီယက်နမ်တို့ရှိပါတယ်။တို့တွေကိုကြော်ဖြတ်မှာဖြစ်ပါတယ်။ဒါပေမဲ့ဒါလည်းအရန်မဖြစ်နိုင်တဲ့ mission တစ်ခုတော့မဟုတ်ပါဘူး။ကျွန်တော်တို့စီးလုံးလုံးနဲ့အင်ပြည့်အားပြည့်စူးစမ်းကြားရင်ကျွန်တော်တို့အောင်မြင်မှုရရှိမှာဖြစ်ပါတယ်။ အသင်းတွေအနေနဲ့တော့ကျွန်တော်တို့ဒီနေ့မှာဒီအမျိုးသားယောက်ျားလေးအသင်းရောအမျိုးသမီးဘောလုံးအသင်းဆိုရင်စုတစိုက်တွေလည်းကျွန်တော်တို့တောက်လျှောက်ဟိုရရှိပါတယ်ပြီးခဲ့တဲ့အာဆီယံပြိုင်ပွဲမှာဆိုရင်အမျိုးသမီးအသင်းက final မှာ Australia ကိုရှုံးလို့ကျွန်တော်တို့ဒုတိယဆုနဲ့အခြေနဲ့ခဲ့ရပါတယ်အပြင်ဆင်မှုအားဖြင့်လည်း player တွေအနေထားရောပြင်ဆင်မှုအားဖြင့်အဖက်ဖက်ကပတ်မိုးမှုအားဖြင့်ရောကောင်းဆုံးအနေထားမှာရှိပါတယ်ကျွန်တော်တို့တော့ဒီဆက်လက်ကြိုးစားပြီးတော့ဆောင်ရွက်နေပါတယ်စီဂိမ်းမှာလည်းအတိုင်းအတာတစ်ခုထိတော့အောင်မြင်မှုရအောင်စွမ်းကုန်ကြိုးစားပါမယ် ဒီစီးကိန်းမှာညချန်ပီယံဖြစ်လာနိုင်တယ်ဒီအလားတာရောဘလောက်ကြာခိုင်လို့ရောရှိနိုင်တယ်အဲဒီဟာကတော့ဟိုအဲပြောဖို့စောပါတယ်ပြောဖို့လည်းခက်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပြင်ဆင်သလိုပဲစီးကိန်းပြိုင်ပွဲဝင်တဲ့နိုင်ငံအားလုံးကလည်းအပြိုင်ဆိုင်ပြင်ဆင်ကြပါတယ်သူတို့မှလည်းကစားသမားအင်အားငွေကြေးအင်အားထောက်ပံ့မှုအင်အားသူတို့မှလည်းကောင်းကောင်းနဲ့ဟိုသူတို့ကအင်တိုက်အားတိုက်ပြင်ဆင်နေကြတာဖြစ်ပါတယ်ဒါပေမဲ့အားကစားပြိုင်ပွဲဆိုတာဘလောက်ပဲပြင်ဆင်ပြင်ဆင်အချိန်တွေတစ်ခု အအတိုင်းတာတစ်ခုစ조사အထုံးမှုပုံမှာမူတည်ပြီးတော့အပြောင်းလဲရှိပါတယ်ကန်တရားလဲလိုပါတယ်အဲ့တော့ကျွန်တော်တို့ပြင်ဆင်ထားမှုရတော့ကျွန်တော်တို့ဟိုဒီချိန်မှာပြောဖို့စောပါတယ်ပြောဖို့လည်းခက်ပါတယ်သို့တော်လဲကျွန်တော်တို့ယုံကြည်တာတော့ကျွန်တော်တို့လမ်းကြောင်းမှန်ပေါ်မှာမှန်မှန်ကန်ကန်အားထုတ်ပြီးတော့စ조사ပန်းစားဆောင်ရွက်နေတယ်ပလေယာတွေဆိုလဲတော်တော်လေးကိုပြင်းပြင်းထန်ထန်လေ့ကျင့်နေကြတယ်ဒီအတွက်တော့ထိုက်တန်တဲ့ result တစ်ခုတော့ကျွန်တော်တို့ရမယ်လို့ယုံကြည်ပါတယ်ခင်ဗျာ